ကဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကိုဒဝဲဝက်ပြည်သက်တွေသိရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်နိုင်ငံတကာရေးရာမှာတော့ဇွန်လ14ရက်နေ့ကနေဇွန်လ20ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကို ကောက်နှုတ်ဖော်ပြသွားမှာပါဒီအကြောင်းအရာတွေကိုဒဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန်ရှနဝတ်ရာထူးကနှုတ်ထွက်ပေးရေဇွန်လ16ရက်နေ့ကစလို့ထိုင်းပြည်သူတွေကအစိုးရအင်တော်ရှိဆန္ဒပြနေကြပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုတ်တန်ရှနဝတ်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုမှတ်တမ်းပေါက်ကြားလာခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံရေးမှာဝန်ကြီးချုပ်ကိုဖိအားပေးလာကြတာပါ။တိုင်းပြည်လုံခြုံရေးကိုထိုင်းဝန်ကြီးချုပ်ကနေအပေးအယူလုပ်ခဲ့တယ်လို့စွပ်စွဲခဲ့ကြပြီးတော့ ဝန်ကြီးချုပ်ကနှုတ်ထွက်ရေးဆန္ဒပြမှုတွေဇက်တိုက်ဖြစ်လာခဲ့ပါတယ်။ထိုင်းပြည်သူတွေအနေနဲ့တိုင်းပြည်ကာကွယ်ရေးအတွက်စီးလုံးညီညွတ်ကြဖို့ညော့ပေါင်းအစိုးရအဖွဲ့ကနေပါတီတွေကလည်းနှုတ်ထွက်ကြဖို့ဆန္ဒပြပြည်သူတွေကနေတောင်းဆိုထားပါတယ်။ဝန်ကြီးချုပ်ပေရိုဒန်ရှနာဝက်ကတော့အတန်ဖိုင်ပေါက်ကြားမှုအတွက်ပြည်သူအလုံးကို တောင်းပန်ထားပြီးနိုင်ငံတော်လုံခြုံရေးအတွက်စစ်တပ်အပါအဝင်အလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့တုံ့ပြန်ထားပါတယ်။ အတိုက်ခံပါတီတွေဘက်ကလည်းထိုင်းလွှတ်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲအသစ်ကျင်းပပေးဖို့ဝန်ကြီးချုပ်ကိုတိုက်တွန်းထားပါတယ်။အီရန်အစ္စရေးလေကြောင်းတိုက်ခိုက်မှုထဲအမေရိကန်ပြည်ထောင်စုကဂျာဝင်ရန်ကြိုးပမ်းလာပြီးအီရန်နိုင်ငံအပေါ်တိုက်ခိုက်ရေးအစီအစဉ်တွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကသဘောတူလိုက်ပါတယ်။အီရန်ဘက်ကနျူကလ িয়ার အစီအစဉ်ကိုဆွတ်လွှတ်ခြင်းရှိမရှိစောင့်ကြည့်ပြီးတော့ Frog ကနောက်ဆုံးအမိန့်ကိုလက်ကင်ထားပြီးဆုံးဖြတ်ချက်မချရသေးပါဘူး။နောက်ထပ်နှစ်ပတ်သေးဆုံးဖြတ်သွားမယ်လို့ဆိုပါတယ်။အီရန်ကိုတိုက်ခိုက်ဖို့နဲ့နျူကလ িয়ার အဆောက်အအုံများကိုတိုက်ခိုက်ဖို့ရှိမရှိမေးခွန်းကိုတမရထရက်ကတိုက်ချင်းတိုက်မဲမတိုက်ချင်းမတိုက်ဘူးလို့ပြန်ဖြေကြားခဲ့ပါတယ်။နောက်ထပ်ထရက်ကအီရန်ဘက်ကိုချွင်းချက်မရှိလက်နက်ချဖို့ဆက်လက်ပြောဆိုထားပါသေးတယ်။ အီရန်ဘက်ကတော့လုံးဝလက်နက်ချမှာမဟုတ်ဘဲအမေရိကန်ကကြောင်းဝင်လာမယ်ဆိုရင်အစားမထိုးနိုင်တဲ့နောက်ဆက်တွဲကိစ္စရပ်တွေကြုံတွေ့ရမယ်လို့တုံ့ပြန်ထားပါတယ်အမေရိကန်ဘက်ကအရှိအလဲပိုင်းဒေသမှာစစ်လက်နဲ့ပစ္စည်းတွေကို အခိုင်အမာတိစောက်ထားသလိုလေကြောင်းပစ်တွေရေဓာတ်ဖြက်တင်းမောတွေကိုလည်းစစ်လွတ်ထားပြီးဖြစ်ပါတယ်။ဗြိတိန်နဲ့တရုတ်နိုင်ငံမှာအမျိုးသမီး၁၀ဦးကိုအရမကျင့်မှုနဲ့ တရုတ်ကျောင်းသားကျန်းဟောင်ဂျိုးကိုလန်ဒန်တရားရုံးကထောင်ဒဏ်တစ်သက်ကိုအနည်းဆုံးထောင်ဒဏ်24နှစ်ချမှတ်လိုက်ပါတယ်။နောက်ထပ်အမျိုးသမီး90ကျော်ကိုလည်းအလားတူပြုကျစ်ခဲ့တယ်လို့ရဲတွေကယူဆထားပါသေးတယ်။အသေးစိတ်မဖော်ထုတ်နိုင်သေးတဲ့အတွက်အထောက်အထားခိုင်လုံတဲ့ဆဲဦးအတွက်ကနဦးဆွဲချက်တင်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။အသက်28နှစ်အရွယ်တရုတ်ကျောင်းသားဟာ online platform နဲ့ချစ်သူရှာချင်းဆိုတဲ့ application တွေတုံးပြီးမိန်းကလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။သူ့အိမ်ကိုခေါ်အမျိုးသမီးတွေကိုဆေးခတ်ပြီးတတိလက်မေမျောနေချိန်မှာအရမပြုတ်ကျတာလိန်ပိုင်းဆိုင်ရာစော်ကားတာတွေပြုတ်လုခဲ့တယ်လို့သိရပါတယ်။မဒိမ့်မှုဆက်တမှုအပါအဝင် ပြစ်မှု28ခုအတွေ့မတ်လကလေးကတရားရုံးကအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တာဖြစ်ပြီးဇွန်လ19ရက်မှာမှထုံတန်းချမှတ်ခဲ့တာဖြစ်ပါတယ်။ ကနေဒါနဲ့အင်ဒရီးယားနှစ်နိုင်ငံတန်တမန်ဆက်ဆံရေးတင်းမာ နေခဲ့ပြီးတဲ့နောက်နှစ်နှစ်အကြာနှစ်နိုင်ငံတန်တမန်များပြန်လည်ခတ်အပ်ဖို့သဘောတူလိုက်ကြပါတယ်။ကနေဒါဝန်ကြီးချုပ်မတ်ကာနေနဲ့အင်ဒရီးယားဝန်ကြီးချုပ်မိုဒီတို့ဟာ G7 ထိပ်သီးအစည်းအဝေးပြင်ပမှာတီးတပ်တွေ့ဆုံခဲ့ကြတဲ့အချိန်သဘောတူခဲ့ကြတာပါ။၂023ခုနှစ်ကကနေဒါနိုင်ငံမှာ6ခွဲထွက်ရေးခေါင်းဆောင်တူလှုပ်ကြံခံရတာနဲ့ပတ်သက်ပြီး အိန္ဒိယဘက်ကပါဝင်ပတ်သက်နေတယ်လို့စွပ်စွဲခဲ့ပါတယ်။ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးနှစ်နိုင်ငံတင်းမာနေကြပြီးနှစ်နိုင်ငံစလုံးကတန်တမန်တွေကို အပြန်အလှန်ဖေရှားတဲ့အထိပြင်းထန်ခဲ့ပါတယ်။ G7 ထိပ်သီးအစည်းအဝေးအပြီးအင်ဒိယနဲ့ကနေဒါရဲ့တီးခြားထုတ်ပြန်ချက်အရစတန်အမတ်တစ်တွေ ပြန်ခတ်အမယ်အကြောင်းအတည်ပြုခဲ့တာဖြစ်ပါတယ်။ ိမတ်နိုင်ငံဖာနူကျွန်းမှာကျင်းပတဲ့အကြိမ်40မြောက်စွန့်လွတ်ပွဲတော်မှာနိုင်ငံပေါင်း26နိုင်ငံကစွန့်လွတ်ဝါသနာရှင်9000ကျော်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ဇွန်လ19ရက်ကနေစတင်တဲ့ဒီပွဲတော်ကိုဇွန်လ22ရက်နေ့အထိကျင်းပသွားမှာပါ။ပွဲတော်မှာစွန်ပေါင်း25000အထိပါဝင်သွားမယ်လို့ကြေညာထားပါတယ်။ဖွပွဲမတိုင်မီဇွန်လ18ရက်နေ့ကတည်းကစွန်တွေကိုကမ်းခြေတလျှောက်စမ်းတမ်းနေကြတာဖြစ်ပါတယ်။ ဒီပွဲတော်မှာဥရောပအာရှနဲ့အမေရိကန်ပြည်ထောင်စုကစွန့်လွတ်ဝါသနာရှင်တွေပါဝင်ဆင်နွှဲကြပါတယ်။အင်ဒိုနီးရှားနိုင်ငံအရှိနူစာတန်ဂါရာပြည်နယ်ကလေဝတိုဘီလာကီလာကီမီတောင်ကဇွန်လ18ရက်နဲ့18ရက်တို့မှာနှစ်ရက်ဇက်တိုက်ပေါက်ကွဲခဲ့ပါတယ်။မီးတောင်အနီးမှာရှိတဲ့ဒေသခံတွေကိုအာဏာပိုင်တွေက ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဇွန်လ18ရက်မီးတောင်ပေါက်ကွဲချိန်မှာ ပြာမှုတ်တွေကို17ကီလိုမီတာအမြင့်ထိမှုတ်ထုတ်ခဲ့လို့လေရင်ခရီးစဉ်အချို့ကိုပါဆိုင်းငတ်ထားခဲ့ရပါတယ်။နိုင်ငံတကာလေရင်ခရီးစဉ်နဲ့ပြည်တွင်းလေရင်ခရီးစဉ်တွေအ ਨੇ ဆုံးလေရင်ခရီးစဉ်ပေါင်း30နှစ်ခုကိုဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။မိုးသည်ထန်စွာရွာသွန်းခဲ့ပါက ချော်ရီတွေစီးဆင်းလာနိုင်ပွဲရှိလို့အန်ဒရီအမြင့်ဆုံးအထိတတ်မှတ်ထားပါတယ်။ ဘရာဇီးနိုင်ငံဟာစီးပွားဖြစ်မွေးမြူရေးခြံတွေမှာကြက်ငှက်တိုးကွေးဗိုင်းရပ်စ်ပိုးကင်းစင်ကြောင်းကြေညာလိုက်ပါတယ်။ကမ္ဘာအကြီးဆုံးကြက်သားတင်ပို့တဲ့ဘရာဇီးနိုင်ငံဟာစီးပွားဖြစ်မွေးမြူရေးခြံတွေကို28ရက်တာစောက်ကြည့်ကာလအတွင်းကြက်ငှက်တိုးကွေးရောဂါဖြစ်ပွားမှုအသစ်မရှိကြောင်းတွေ့ရှိရတာပါ။ ဘရာဇီးဟာကြက်ငှက်တူကွေးယောဂါကင်းစင်သွားပြီဖြစ်ကြောင်းကိုကိုယ်တိုင်ကြေညာလိုက်တဲ့အကြောင်းကိုလည်းကမ္ဘာဒရိတ်ဆန်ကျန်းမာရေးအဖွဲ့ကအသိပေးထားပြီးပြီလို့စိုက်ပျိုးရေးဝန်ကြီးကပြောပါရယ် ပြီးခဲ့တဲ့လကမွေးမြူရေးခြံတစ်ခုမှာကြက်ငှက်တူကွေးယောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ပြီးတဲ့နောက်ယောဂါကိုထိမ့်သိမ်းနိုင်ခဲ့ပြီးနိုင်ငံတော်မှာဗိုင်းရပ်စ်မပြတ်ပွားစေဖို့ကာကွယ်နိုင်ခဲ့တယ်လို့လည်းဝန်ကြီးကဆိုပါတယ်။ဒါကြောင့်ဘရာဇီးနိုင်ငံဟာသူ့ရဲ့ကုန်သွယ်မိဖက်တွေနဲ့ကြက်သားတင်ပူရေးပုံမှန်ကုန်သွယ်မှုကို ပြန်လည်စတင်ဖို့ကတ်သက်ထားတဲ့နိုင်ငံတွေနဲ့ဆွေးနွေးဖို့စတင်နေပြီလို့ဆိုပါတယ်။ နောက်အပတ်မှာလည်းနိုင်ငံတကာရေးရာအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ